တုံးဘွက်ဆနိုင်တဲ့အတူအသင်းရဲ့စံချိန်ဆိုးတစ်ခုကိုပါရပ်တန့်နိုင်တဲ့ United နဲ့ပြန်မိုရင်းမင်းညကရှင်ပြန်ခဲ့တဲ့ Premier League ပွဲစဉ်ကိုမှတော့ Manchester United ဟာ Brighton အသင်းကိုအင်ကွင် Old Trafford မှာလက်ခံကစားခဲ့ပါတယ်။ပွဲစကားကောင် United ဟာ PR ပေးကစားလာခဲ့ပြီးပွဲကစားချိန်24မိနစ်မှာတော့ Casemiro ရဲ့ Penalty Area အစွန်းနာကကိုညာကိုပေးပို့မှုကနေတဆင်ကိုညာကဥဆောင်ကိုတွင်ယူခဲ့ပြီးဒါသူ့ရဲ့ United ကစားသမားဘဝပထမဆုံးတွင်ကိုဖြစ်လာခဲ့ပါတယ်။ ဆမ်မနစ်ကြာ34မိနစ်မှာတော့ကက်စမဲရိုရဲ့ကန်သွင်းချက်ဟာတစ်ဖက်အသင်းကစားသမားရာစင်အယာရီကိုထိပင်းကန်ကောင်းစွာနဲ့လမ်းချောင်းပြောင်းကိုဝင်သွားတော့ယူနိုက်တက်တို့ပထမပိုင်းကိုနှစ်ဂိုးကိုမရှိနဲ့ဥဆောင်သွားခဲ့ပါတယ်။ဒုတိယပိုင်းမှာတော့ဘရိုက်တန်အသင်းကလည်းခြေပကူရဖို့အတွက်ဒရဆက်ဖီယာပေးတိုက်စစ်ဆင်လာကြပြီးယူနိုက်တက်ခန်းစစ်ကလည်းလိုက်လံကာကွယ်နိုင်တာကြောင့်ဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်းမရှိခဲ့ပါဘူး။ ဒုတိယပိုင်း62မိနစ်မှာတော့ MMO ကတိုက်စစ်မှုဆက်စကိုပေးပုံလာတဲ့ဘောလုံးကိုရှံယူပြီးနောက်ကလူတွေချားတဲ့ကနေအပိုင်ကန်သွင်းသွားခဲ့လို့ United တို့တတိယကိုထပ်မံရရှိသွားခဲ့ပြီး Brighton တို့အတွက်တော့ခေါင်းကိုက်စရာဖြစ်ခင်ရပါတယ်။ဒါပေမဲ့ Brighton ကလက်မလျှော်ပါဘူး။84မိနစ်မှာ Welbeck က free kick ကနေပဲတိုက်ရိုက်ကိုသွင်းသွားပြီးခြေပါကိုတကူရယူသွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Brighton ကခြေပါကိုထည့်ရဖို့တောက်လျှောက်ပြရပေးကစားနေပြီးအချိန်ပို92မိနစ်အရှောင်းမှာတော့ Brighton တင်းကလူဆောင်းဝင်ကစားသမား Costurat ကတောင်းကန်ဘောကနေကောင်းတိုက်သွင်းလိုက်လို့ Brighton တို့နောက်တစ်ကိုးထည့်ရလာခဲ့တယ်လို့ဂိုးရလက်3ဂိုး2ဂိုးဖြစ်လာပြီး United တို့အတွက်ပွဲကပိုပြီးဖိအားများလာခဲ့ပါတယ်။ အဲဒီနောက် Brighton ဘက်ကပဲဖိအားပေးတိုက်စစ်ဆင်နေပြီး United ရဲ့တံပြန်တိုက်စစ်တွေကလှည့်မြန်းလွန်ပါတယ်68မိနစ်ပွဲပြီးကနေစက္ကန့်ပိုင်းလေးမှာတော့အန်ဘူမော်ကပဲရလာတဲ့ခွင့်ရီကိုအပိုင်းသုံးချရင်နောက်ထပ်အနိုင်ကိုတွင်းယူလိုက်လို့ရှာလက်က၄ဂိုး၂ဂိုးနဲ့အဆုံးသတ်သွားခဲ့ပါတယ်အမိုရင်းဟာသူ့ရဲ့343ကစားကွက်ကိုပြောင်းလဲစရာမလိုဘူးလို့ပြောဆိုခဲ့တဲ့အတိုင်းဒီပွဲမှာလည်းကစားကွက်ကိုမပြောင်းလဲပဲအတွင်းပိုင်းမှာနီးစနစ်ပိုင်းဆိုင်ရာအပြောင်းလဲတွေသာလုပ်ခဲ့တာထင်ရှားလာပါတယ်။ ယူနိုက်တက်တူဟာတရားသီမာတော့ရှေးပွဲတွေတုန်းကမြင်တွေ့လာရတဲ့ပုံမမြန်ဆန်ပြီးတိုင်းရိုက်ဆန်တဲ့ဘောလုံးကစားပုံကိုဆက်လက်ပြသခဲ့ကြလို့ပြီးခဲ့တဲ့ရာသီကတိုက်စစ်တိဆောက်ရမှာရုံးကန်ခင်ရတဲ့အသင်းတင်းဟောင်းယခုအခါပြိုင်ဘက်ရဲ့ကွင်းတစ်ဝက်ကိုပုံမုံလင်းမြန်လွယ်ကူတဲ့လမ်းကြောင်းတွေနဲ့ချင်းကပ်နိုင်ခဲ့ပါတယ်။ ခန်းစစ်ကစားပုံကလည်းပုံမကောင်းမလားတလူတိုက်စစ်ပြီးပုံမချိတ်ဆက်မိလားပြီးကက်စမဲရီရဲ့မရှိမဖြစ်ရေးပါမှုကိုလည်းဒီပွဲမှာမြင်တွေ့ခဲ့ရမှာပါ United အသင်းဟာကက်စမဲရီကစားနေချိန်ပွဲစောပိုင်းနေမှာပိုကောင်းတဲ့အသင်းပုံစံမျိုးဖြစ်နေခဲ့တယ်လို့အသက်33နှစ်အရွယ်ကစားသမားဟာဒီနေ့ပွဲစဉ်မှာလည်းကိုးဖန်တီမှုတစ်ချိန်နဲ့ကိုတကူသွင်းယူပေးခဲ့ပြီးသူ့ရဲ့ရေးပါပုံကိုထင်ရှားပြသနေခဲ့တာဖြစ်ပါတယ် အထူးသဖြင့်ပွဲကစားချိန်မိနစ်90မှာကွင်းထဲကထွက်သွားပြီးကော်ဘီမိုင်နူးနဲ့လူစားလဲပြီးနောက်ပိုင်းမှာသူ့ရဲ့အရေးပါမှုပိုတိတာလာပါတယ်။ကက်စမီရိုထွက်သွားပြီးနောက်ယူနိုက်တက်ဟာကွင်းလေပုံပေါ်မှာပိုပြီးအားနေလာပြီးဝဲဘက်ရဲ့ချီပါကိုရရှိစေခဲ့တဲ့ရှန်ကူပါမင်တီရဲ့တိုက်စစ်လိုက်ပါလာမှုတွေကိုအလွယ်တကူကြုံတွေ့လာရပါတယ်။ အမိုရင်းကလည်းအခြေအနေကိုမြန်မြန်ဆက်ဆက်ပြန်လည်ထိန်းချုပ်ဖို့မန်နူရဲ့ဦးကတေးကိုထည့်သွင်းခဲ့ရပါတယ်။ဘလို့ပဲဖြစ်ဖြစ်လက်ရှိချိန်မှာ United ရဲ့ပထမဦးစားပေးခန်းစစ်ကွင်းလည်လူဟာဘသူဆိုတာတန်တရားရှိစရာတော့မလိုပါဘူး။ဒီနိုင်ပွဲဟာနီးပြရူပင်အမိုရင်းလောက်မှပထမဆုံးချိန်လီပွဲစဉ်၃ပွဲဆက်တမ်းအနိုင်ရမှုဖြင့်မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ဒီနိုင်ပွဲကြောင့် United ဟာ Premier League ဇင်ရရဲ့အဆင့်လေးနေရာကိုခਿੱတလန့်တက်သွားနိုင်ခဲ့ပါသေးတယ်။ United ဟာ2024ခုနှစ်ဖေဖော်ဝါရီလနောက်ပိုင်းပထမဆုံးအကြိမ်တင်လီသုံးမိတ်ဆက်တိုက်အနိုင်ရခဲ့ခြင်းဖြစ်တယ်လို့ Brighton ဟာ United ကိုနောက်ဆုံးထိတိုက်တွေ့ဆုံမှု၄ချိန်မှာ၃ချိန်နိုင်ရထားပြီးဒီပွဲမှာလည်းနိုင်ပွဲဆက်ရဖို့မျှော်မှန်းခဲ့ပေမဲ့ United တို့ကတော့ Sunderland နဲ့ Liverpool ကိုအနိုင်ရခဲ့တယ်လို့ဒီနေ့ပွဲမှာလည်းအနိုင်ရလက်ဖော်ဆောင်သွားနိုင်ခဲ့ပြီး၉ပွဲကန်၁၆မှတ်ရရှိထားခဲ့ပါတယ်။ လာမယ့်ပွဲစဉ်နိုဝင်ဘာလတရံနေ့မှာ United တို့ကနီးပြတဲ့ပြောင်းလဲထားတဲ့ Nottingham Forest တို့ရဲ့အင်ကွေးမှတွမ်းရောက်ရှင်ပြိုင်ရမှာဖြစ်ပါတယ်။အဲ့ဒီပွဲစဉ်မှာရောနီးပြ Emery လာအောင်မှတိုးတက်လာတဲ့ကစားပုံတွေနဲ့တရဲနီတို့အနိုင်ရသွားမလား United ဟာ Champions League ဝင်ခွင့်အတွက်တကယ်ပဲစိန်ခေါ်နိုင်နေပြီလား။ပရိသတ်ရဲ့ထင်မြင်ချက်ကိုပြောပြပေးပါဦး။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။